ဒေါ်အီတင်ကိုရဲတိုင်ကြားချက်အရဖန်စီထိမ့်သိမ့်ခံခဲ့ရပြီးတဲ့နောက်ပြည်ဦးလင်ရဲစခန်းကိုပို့ဆောင်ခြင်းခံရမဲ့ဆယ်လီတမီစုတမတို့ကဘယင်းလုံးနေရတာတို့ခင်တို့ကအခုခေတ်စစ်တပ်လို့မဟုတ်ဘူးငါရောက်တာလို့နေရတဲ့စစ်တပ်ခက်အခုမှအော်ခွေးပြဝပြပြင်းနေရအခုမှနော်ယူနီဖောင်းမှမဝင်ရဲပဲနဲ့ခေါင်းမှမဖော်ရဲပဲနဲ့လမ်းလျှောက်နေရတဲ့ဘဝကြီးဖြစ်ကုန်တာငါရောက်ကြခစ်တုံးကငါရောက်ကြခစ်တုံးကယူနီဖောင်းဝတ်ပြီးကောက်အောင်လေလို့ရတယ်ကားနဲ့ကိုမိခပီတာချင်းမွေးစင်နေစားရတဲ့ဘဝကြီးငါရောက်ကြငါ့ကိုချစ်နှုံလို့အဲ့ဒီဟာကြီးအားလုံးစုံပြီးတော့ငါ့နောက်ကိုလိုက်လာပြီးတော့ တားတဲ့မယားနဲ့ကိုရိုးရိုးတားတားနဲ့လောက်ကైရှာခွေကျွေးမွေးပြီးတော့မိသားစုဘွားရောမှာပျော်ပျော်ရွှင်ရွှင်တီးဆောင်နေတာ မင်္ဂလာပါပရိသတ်ကြီးရှင်လူမှုကွန်ရက်စာမျက်နှာပေါ်မှာနိုင်ငံတော်ကောင်းဆောင်ပိုင်းတွေနဲ့တမတော်အရာရှိပိုင်းတွေအပါအဝင်တနိုင်ငံလုံးရှိဆယ်လီတော်တော်များများကိုလိုင်းပေါ်ကနေအချိန်ပြေးတိုက်ခိုက်ပြောကြားနေခဲ့တဲ့အမေရိကန်နိုင်ငံသူတမီးဆိုးခေါ်တက်ကိုကိုအောင်ပြီးခဲ့တဲ့ရက်ပိုင်းကရန်ကုန်ပြည်ပဆိုင်ရာလေဆိပ်မှာဖမ်းဆီးခဲ့ပြီးပြည်ဦးလင်ရဲတပ်ဖွဲ့စခန်းသို့ပို့ဆောင်သွားမှဖြစ်ကြောင်းတမီးဆိုးရဲ့မိတ်ဆွေဖြစ်သူတွေပြောကြားချက်အရသိရှိရပါတယ် ဖြစ်စဉ်ကတော့ပြီးခဲ့တဲ့အော်တိုဘားလာ၁၂ရက်နေ့နနက်9:30နာရီ30မိနစ်အချိန်အပြည်ပြည်ဆိုင်ရာမြမလီကျောင်းခရီးစဉ်အမှတ် 8M335 ဖြင့်ရန်ကုန်လေးစိတ်မှထိုင်းနိုင်ငံသူဝနဘူမိလေးစိတ်သို့ထွက်ခွာပြီးတက်ကိုကိုခေါ်တမီဆိုးကိုစစ်ကောင်စီတပ်ကရန်ကုန်လေးစိတ်မှဖမ်းဆီးခဲ့ကြောင်းတမီဆိုးကိုပြည်ဦးလွင်မြို့မှာဆက်သွယ်ရေးဥပဒေပုံမှား66ကာကြီဖြင့်အမှုဖွင့်တိုင်ကြားထားကြောင်း ထို့အပြင်နိုင်ငံကောင်ဆောင်တွေနဲ့တမတော်ဂုံတိတ်ခါကြဆင်းစေရန်ပြောဆိုထားသောလူမှုကွန်ရက်ပေါ်မှဗီဒီယိုဖိုင်များကိုလည်းတက်ဆိုင်ရာသို့ပေးပို့၍အီတင်ကိုကဆက်လက်တိုင်ကြားထားတာကြောင့်အမှုများထပ်မံတိုးလာနိုင်ကြောင်းတမီးဆိုးရဲ့မိတ်ဆွေဖြစ်သူကပြောပြထားပါတယ်ဖန်းနာကတော့ရန်ကုန်လေစိမ့်မှာဖမ်းမိတာပါ။ရဲဘက်ကတော့ပြင်ဦးလင်မှာအမှုဖွင့်ထားလို့ပြင်ဦးလင်ကိုလွှဲမယ်လို့ပြောတယ်။နောက်ထပ်တိုင်ထားတာတွေလည်းရှိတော့အမှုတွေထပ်တိုးနိုင်တယ်လို့လည်းရဲကပြောတယ်။ အခုတော့မင်္ဂလာတုံးရဲစခန်းမှာပဲရှိသေးတယ်။ဒီနေ့တော့မဟုတ်မနေ့ပြန်လာတော့ပြင်ဦးလွင်ကိုလွှဲလိုက်မယ်။လောလောဆယ်တော့ထမင်းဟင်းပို့လို့ရတယ်။မိသားစုတွေနဲ့လည်းတွေ့ခွင့်ရှိပါတယ်။အဆက်အသွယ်လည်းရတယ်ဟုဆိုကသမီးဆိုရဲ့မိတ်ဆွေဖြစ်သူကရှင်းပြထားတာပဲဖြစ်ပါတယ်။သမီးဆိုကတော့ online လူမှုကွန်ရက်စာမျက်နှာပေါ်မှာအီသင်ကိုနဲ့ပြဿနာအကြီးကျယ်ဖြစ်ပွားခဲ့တာဖြစ်ပြီးမြန်မာနိုင်ငံသို့လာရောက်လဲပတ်ပြီးပြန်လည်ထွက်ခွာစဉ်ရန်ကုန်လေးစိတ်မှာဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ အခုလက်ရှိမှာတော့တမီးဆိုးကိုဆက်သွယ်ရေးဥပဒေပုံမှ66ကာဂျီနဲ့တရားစွဲဆိုထားပြီးနောက်ထပ်ပြစ်မှုတွေလည်းတိုးလာနိုင်သေးတာကြောင့်ထောင်နဲ့ဘယ်နှစ်ကြာမလဲဆိုတာကိုတော့ဆက်လက်ဆောင်ကြည့်ရမှာပဲဖြစ်ပါတယ်။